မင်္ဂလာပါကျွန်တော်ဒေးဗစ်ပါမောင်ဆိုးမီဒီယာနဲ့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းကတော့အမေရိကန်နိုင်ငံကလေရင်လေးစီးကိုပြန်ပြီးဆွဲပြီး ကပ္ပကုံတွေရေးစင်တာအပါဝင်စုစုပေါင်းနေရာ၄နေရာကိုတိုက်ခိုက်ခဲ့တဲ့အထက်မှာပါဝင်ခဲ့ကြတဲ့အယ်ခိုင်ဒါဖွဲ့ဝင်၁၉ရောက်အကြောင်းဖြစ်ပါတယ်ဒီ9/11တိုက်ခိုက်မှုအကြောင်းကတော့ကျွန်တော်တို့အားလုံးကြားဖူးတယ်သိကြတယ်ဒါပေမဲ့ဘသူတွေက ဘလို့ပုံစံနေစီစဉ်ပြီးဘလို့လုတ်ခဲ့ကြတယ်ဆိုတာမျိုးကြတော့အသေးစိတ်ဒီကျွန်တော်တို့တော်တော်များများမသိကြဘူးပေါ့နော်ဒါကြောင့်လဲအခုဒီဗီဒီယိုကျွန်တော်လုတ်ပြီးတော့မှအာတို့ဘလို့ပုံစံစီစဉ်တိုက်ခိုက်ခဲ့ကြတယ်ဆိုတာကိုကျွန်တော် ပြောပြသွားချင်တာပါဆိုတော့ဒီ9 11တိုက်ခိုက်မှုမှာပါဝင်ခဲ့ကြတဲ့ Al-Qaeda အဖွဲ့ဝင်16ယောက်အကြောင်းကိုကျွန်တော်တို့ဟိုအုတ်စုအလိုက်ပေါ့နော်လေးအုတ်စုခွဲပြီးတော့မှကျွန်တော်ပြောပြသွားမှာပါပထမဆုံးကပကုံသွေးရေးစင်တာ မြောက်ဖက်ချောင်းကမျောစင်ကိုဝင်တိုက်ခဲ့တဲ့ American Airline Flight 11က2000ခုနှစ် September 17ရက်နေ့မှာ American နိုင်ငံ Massachusetts ပြည်နယ် Boston မြို့က Boston Logan International Airport ကနေစပြန်တိုက်ခဲ့ပြီးတော့မှသူကဟို Los Angeles မြို့ပေါ့နော် California ပြည်နယ်ကိုတွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။အဲဒီလင်းကိုပြန်ပေးဆွဲခဲ့တာက Al Qaeda အဖွဲ့ဝင်9ယောက်ဖြစ်ပါတယ်။ အဲဒီ9ယောက်ထဲကအဖွဲ့ခေါင်းဆောင်ကတော့မိုဟာမက်အာတာဖြစ်ပါတယ်မိုဟာမက်အာတာကအီဂျစ်နိုင်ငံသားဖြစ်ပြီးဟမ်ဘူရက်တက္ကသိုလ်မှာမြို့ပြအင်ဂျင်နီယာဘာသာကိုသင်ယူခဲ့တဲ့လူဖြစ်တယ်1990နောက်ပိုင်းမှာဂျာမနီနိုင်ငံမှာနေထိုင်ခဲ့ပြီးတော့မှအစ္စလမ်ဘာသာရဲ့အစွန်းရောက်အယူဆတွေကိုလက်ခံယုံကြည်လာတဲ့သူလည်းဖြစ်ပါတယ်အဲဒီနောက်အယ်ခိုင်ဒါဖွဲ့နဲ့ဆက်သွယ်ပြီးတော့1996ခုနှစ်မှာအာဖဂန်နစ္စတန်ကိုသွားပြီးစစ်တင်နန်တက်ခဲ့ပါတယ်ပြီးတော့ လေမောင်းတင်နန်းတွေကိုအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာတက်ခဲ့ပြီးဒီလေရင်ပြန်ပြီးဆွဲမှုအတွက် အတိကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။နောက်တစ်ယောက်ကတော့အဗ်ဒူလာဇီစ်အယ်အိုမာရီဖြစ်ပါတယ်။သူကတော့ဆော်ဒီအာရေဗျနိုင်ငံသားဖြစ်တယ်။ဒီအယ်အိုမာရီကလည်းအဖွဲ့ခေါင်းဆောင်အာထာနဲ့အတူ အမေရိကန်နိုင်ငံကိုရောက်ရှိလာပြီးလေရင်မောင်းတင်နန်းတွေတက်ခဲ့ပါတယ်။နောက်ထပ်၃ယောက်က Will Al Shari ပြီးတော့ Walid Al Shari ရဲ့ Satam El Sukami တို့ဖြစ်ပါတယ်သူတို့သုံးယောက်လုံးကဆော်ဒီအာရေဗျနိုင်ငံသားဖြစ်ပြီး Will နဲ့ Walid တို့ကတော့ညီကိုတွေဖြစ်ကြပါတယ်သူတို့ကတော့လင်းပြန်ပြီးဆွဲဖို့အတွက်အာဖဂန်နစ္စတန်မှာပဲစင်တရန်တွေတက်ခဲ့ကြပါတယ်သုံးယောက်လုံးကလည်းဘာသာရေးအစွန်းရောက်တဲ့အယူဆတွေကိုလက်ခံကြတဲ့သူတွေဖြစ်တယ် ဒီပြန်ပြီးဆွဲခံရတဲ့ American flight um set တိပေါ့နော်လင်းပေါ်မှာခရီးသည်80ဦးဝန်ထမ်း70ဦးစုစုပေါင်း92ဦးလိုက်ပါစီးနင်းလာတာဖြစ်ပါတယ်အဲ့လိုねမနေ့9နိုင်ရဲ့အရောက်မှာအဖွဲခေါင်းဆောင်မိုဟာမက်အာထာကလီမောင်းနေတဲ့အခန်းကိုသူကထိန်းချုပ်လိုက်တယ်ပေါ့နော်ဘလို့ထိန်းချုပ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်ပြီးကြလို့ရှင်နည်းနည်းပြန်ပြီးတော့ထပ်ပြောပြမယ်ဂျန်နဲ့လေးယောက်ကခရီးသည်တွေကိုချင်းချောက်ပြီး လီယင်ကိုသူတို့လည်းထိန်းချုပ်ကူညီခဲ့ကြတယ်။လီယင်ပြန်ပြီးဆွဲခံရပြီးတော့မနေ့အာ၈:၄၆မိနစ်မှာပေါ့နော်။ကုံသွေးကြီးစင်တာမြောက်ဖက်ချမ်းဒီ World Trade Center မြောက်ဖက်ချမ်းကိုထာဝါကိုသူတို့ဝင်ပြီးတော့မှတိုက်ခဲ့ကြပါတယ်။ဆိုတော့နောက်ထပ်ဒုတိယပြန်ပြီးဆွဲခံရတဲ့လီယင်ကတော့ကပ္ပကုံသွေးကြီးစင်တာတောင်ဖက်ချမ်းအာ World Trade Center အာတောင်ဖက်ချမ်းမျောစင်ကိုဝင်တိုက်ခဲ့တာ ဖြစ်တယ်။ United Airline Flight 175လေရင်ဖြစ်တယ် ွားလဲ2000တခုနှစ်စက်တင်ဘာလ17ရက်အမေရိကန်နိုင်ငံမက်ဆာချူးဆက်ပြည်နယ်ပဲပထမလေးရေလိုပဲပေါ့စတင်မြို့ကဒီဘော့စတန်လိုဂန်အင်တာနက်ရှင်နယ်အဲဖော့ကနဲ့အာထွက်လာတဲ့လေယာဉ်ဖြစ်တယ်။သူကလည်း Los Angeles မြို့ပေါ့နော်ကယ်ဖိုးနီးယားကိုသွားဖို့စီစဉ်ထားခဲ့တာပါ။ဒီလေယာဉ်ကိုပြန်ပြီးဆွဲခဲ့ကြတဲ့ Al Qaeda အဖွဲ့ဝင်9ယောက်ရှိပါတယ်။အဲဒီ9ယောက်ထဲမှာအဖွဲ့ခေါင်းဆောင်ကတော့ Marwan El Shahi ဖြစ်ပါတယ်။ မာဝမ်အယ်ရှာဟီက UAE နိုင်ငံသားဖြစ်ပြီးပထမလင်းတံပေးဆွဲခဲ့တဲ့အဖွဲ့ခေါင်းဆောင်မိုဟာမက်အာထာနဲ့အတူဂျာမနီနိုင်ငံမှာပညာသင်ယူခဲ့တဲ့လူဖြစ်ပါတယ်။သူလဲအစ္စလမ်ဘာသာရဲ့အစွန်းရောက်ယူဆတွေကိုလက်ခံယုံကြည်လာတဲ့သူဖြစ်တယ်။1996ခုနှစ်မှာအာဖဂန်နစ္စတန်ကိုသွားရောက်ပြီးအယ်ခိုင်ဒါရဲ့စစ်တင်တန်းတွေကိုတက်ရောက်ခဲ့ပါတယ်။ပြီးတော့အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာလီယင်မောင်းတင်တန်းတွေကိုတက်ခဲ့ပြီးဒုတိယလီယင်ပြန်ပေးဆွဲတဲ့လီယင်အတွက် အတိကခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်နောက်ထပ်အဖွဲ့ဝင်၄ယောက်ထဲမှာ Fayez Bani Hamed က UAE နိုင်ငံသားဖြစ်ပြီးတော့ Mohammed Al Shari Hamza Al Kamdi ပြီးတော့ Ahmed Al Gamdi တို့က Saudi Arabia နိုင်ငံသားတွေဖြစ်ပါတယ်အဲထဲမှာ Hamza နဲ့ Ahmed တို့ကညီအကိုတွေဖြစ်ပါတယ်သူတို့၄ယောက်လုံးကလည်းလေရင်ပြန်ဖြည့်ဆွဲဖို့အတွက်အာဖဂန်နစ္စတန်မှာပဲစစ်တင်တန်းတက်ခဲ့ကြပါတယ် ဒီပြန်ပြီးဆွဲခံရတဲ့ United Airline Flight 175လေယာဉ်ပေါ်မှာခရီးသည်56ဦးဝန်ထမ်း9ဦးစုစုပေါင်း65ဦးလိုက်ပါစီးနင်းခဲ့ကြပါတယ်ဒီလေယာဉ်ကလည်းပထမလေယာဉ်လိုပဲအဖွဲခေါင်းဆောင်ဖြစ်တဲ့ Marwan Al Shahi ကလေယာဉ်မောင်းနှင်ခန်းကိုဝင်ပြီးတော့မှသူကလေယာဉ်ကိုမောင်းပြီးတော့ဂျန်နေ၄ယောက်ကခရီးသည်တွေအာနဲ့ဒီလေယာဉ်မောင်းလေယာဉ်မယ်ရီကိုချင်းချောက်ပြီးသူတို့လည်းလေယာဉ်ကိုထိန်းချုပ်ခဲ့တာဖြစ်တယ်မနေ့ ရှင်းနိုင်မှာသူပြန်ပြီးဆွဲခံရပြီးတော့တနအီလောက်အကြာ9နာရီ3မိနစ်မှာပဲကပကုံသွေးရေးစင်တာတောင်ဖက်ချမ်းကမျောစင်ကိုဝင်တိုက်ခဲ့ကြတာဖြစ်ပါတယ်။၃စီးမြောက်ပြန်ပြီးဆွဲခံရတဲ့လေယာဉ်ကပင်တကွန်းကိုဝင်တိုက်ခဲ့တဲ့ American Airline Flight 89လေယာဉ်ပဲဖြစ်ပါတယ်။အဲ့ဒီလေယာဉ်က2001ခုနှစ် September လ17ရက်နေ့မှာ American နိုင်ငံ Virginia ပြည်နယ် Washington Dulles International Airport IAD ပေါ့နော်အဲဒါကနေစပြီးတော့ပြန်တန်းခဲ့ပြီး Los Angeles California ပြည်နယ်ကိုသွားဖို့စီစဉ်ထားတဲ့လေယာဉ်ပဲဖြစ်ပါတယ်တီလီယန်ပြန်ပြီးဆွဲခဲ့တာကလည်း Al Qaeda အဖွဲ့ဝင်9ယောက်ပါပဲပြန်ပြီးဆွဲတဲ့9ယောက်ထက်ခေါင်းဆောင်ကတော့ Hani Hanjour ဖြစ်ပါတယ်သူကလည်း Saudi Arabia နိုင်ငံသားပဲဖြစ်တယ်ပြီးတော့တခြားအဖွဲ့ခေါင်းဆောင်တွေလိုပဲ American နိုင်ငံ Arizona ပြည်နယ်မှာလေယာဉ်မောင်းတင်တန်းကိုတက်ခဲ့ပြီးတတိယမြောက်လေယာဉ်ပြန်ပြီးဆွဲမှုအတွက်အတိတ်ကခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။နောက်ထပ်အဖွဲ့ဝင်၄ယောက်ထဲမှာ Khalid El Mikhar နဲ့ Majid Mokhet ရဲ့ပြီးတော့ Nawaf El Hamzmi ရဲ့ပြီးတော့ Salem El Hazmi သူတို့အားလုံးကလည်း Saudi Arabia နိုင်ငံသားတွေပဲဗျ။အဲ့ဒီမှာ Nawaf El Hazmi နဲ့ Salem El Hazmi တို့ကညီအကိုတွေပါ။သူတို့အားလုံးကလည်းအာဖဂန်နစ္စတန်မှာပဲစစ်တင်တန်းတွေတက်ခဲ့ကြတာဖြစ်ပါတယ်။တာတီးယားမြောက်ပြန်ပြီးဆွဲခံရတဲ့ ဒီ American Airline Flight 99လေယာဉ်ပေါ့နော်အဲ့ဒီပေါ်မှာကြတော့ခရီးသည်58ဦးဝန်ထမ်း6ဦးနဲ့စုစုပေါင်း64ဦးလိုက်ပါစီးနင်းခဲ့ကြပါတယ်ဒီလေယာဉ်ကလည်းအာမနေ့ရှိနိုင်ဝင်ကျင်မှာပဲပြန်ပြီးဆွဲခံရပြီးတော့9:38မိနစ်မှာပင်ဒကွန်ကိုဟိုဝါရှင်တန်မှာရှိတဲ့ပင်ဒကွန်စစ်ဌာနချုပ်ကိုသူတို့ဝင်ပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်။လေးစီးမြောက်ပြန်ပြီးဆွဲ ခံရတဲ့လေယာဉ်က United Airline Flight 93လေယာဉ်ဖြစ်ပြီး2000ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာအမေရိကန်နိုင်ငံ New Jersey ပြည်နယ် Newark International Airport ကနေစတင်ပြန်တန်းခဲ့တဲ့လေယာဉ်ဖြစ်ပါတယ်ဒီလေယာဉ်က San Francisco မြို့ California ပြည်နယ်ကိုသွားဖို့စီစဉ်ခဲ့တဲ့လေယာဉ်မှာဟိုဒါမဲ့ဒီလေယာဉ်ကလည်း Al-Qaeda အဖွဲ့ဝင်၄ယောက်ရဲ့ပြန်ပြီးဆွဲခွင့်ခြင်းကိုခံခဲ့ရပါတယ်ဒီပြန်ပြီးဆွဲခဲ့တဲ့အကြမ်းဖက်သမားတွေကလေယာဉ်ကိုပြန်ပြီးဆွဲပြီး Washington DC ကိုသူကဥတီလာခဲ့တာပါဒါပေမဲ့ခီးတယ်တွေရဲ့ပြန်လည်တိုက်ခိုက်မှုကြောင့်ဖန်ဆာဗေးနီးယားပြည်နယ်မှာ ပြကျခဲ့ရပါတယ်နိုင်ငံရေးသုံးသပ်သူတွေကတော့ဝါရှင်တန်ဒီစီကိုဥတီလာတာကအမေရိကန်ထွက်တော်ပေါ့နော်ဒါဒီအထက်ထွက်တော်အောက်ထွက်တော်ရှိတဲ့ capital ဒါမှမဟုတ် impural white house ကိုတိုက်ခိုက်ဖို့ရည်ရွယ်ခဲ့တာဆိုပြီးတော့ပြောကြပါတယ်ဒါပေမဲ့လည်းသူတို့ရည်ရွယ်ချက်မအောင်မြင်ခဲ့ဘူးပေါ့လေဒီလေးစီးမြောက်လီယင်ပြန်ပေးဆွဲခဲ့တဲ့အချမ်းပြတ်သမား၄ယောက်ထဲရအဖွဲ့ခေါင်းဆောင်ကတော့ ziad ဂျာရတ်ဖြစ်ပါတယ်။သူကလက်ပနနိုင်ငံသားဖြစ်ပြီးတခြားလေယာဉ်တွေကိုပြန်ပြီးဆွဲခဲ့တဲ့အဖွဲ့အခေါင်းဆောင်တွေလိုပဲသူလည်းအမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်မှာလေယာဉ်မောင်းတင်တန်းကိုတက်ခဲ့ပြီးလေယာဉ်ပြန်ပြီးဆွဲမှုအတွက်အတိတ်ကအခေါင်းဆောင်ဖြစ်လာတာပါ။ဂျန်နယ်ဖွဲ့ဝင်တွေဖြစ်တဲ့ဆိုင်အယ်ဂမ်ဒီပြီးတော့အက်မက်အယ်ဟာဇနာဝီရဲ့ပြီးတော့အက်မက်အယ်နာမီတို့၃ယောက်လုံးကဆော်ဒီအာရေဗျနိုင်ငံသားတွေဖြစ်တယ်။အဲဒီမှာအက်မက် ်အယ်ဟာဇနာဝီနဲ့အကမန်အယ်နာမီတို့ကညီအကိုတွေဖြစ်ပြီးဒီလေးငိုပြန်ပြီးဆွဲခဲ့ကြတဲ့လေရင်တိုင်းမှာအကျန်းဖက်သမားညီအကိုတွေပါနေတာကိုတော့ကျွန်တော်တို့ထူးထူးခြားခြားတွေ့ရမှာပါဒီလေရင်ပေါ်မှာခရီးသည်38ဦးဝန်ထမ်း9ဦးစုစုပေါင်း44ဦးလိုက်ပါခဲ့ကြပါတယ်ဒီလေငိုလည်းတခြားလေရင်တွေလိုပဲမနေ့ရှင်းနိုင်ဝင်ကြမှာပြန်ပြီးဆွဲခဲ့တာဖြစ်ပါတယ်ပြီးတော့ဟိုအခုဒီနောက်ဆုံးလေရင်ကြတော့သူကအင်ဖြူရောဒါမှမဟုတ် ဒီထွက်တော်ဆောက်အုံကိုဝန်တိုက်ဖို့ပေါ့နော်ဒါပေမဲ့ဒီဟာနောက်ဆုံးလေရင်လိုမျိုးဖြစ်တော့သူတို့ကဖုန်းဖုန်းနေရာနဲ့တဆင့်ခရီးသည်တွေပေါ့ဒီလေရင်ပေါ်မှာပါလာတဲ့ခရီးသည်တွေကတခြားလေရင်တွေကအာဝင်ပြီးတော့တိုက်ခိုက်နေပြီပေါ့နော်ဟိုအဆောက်အုံတွေဝင်တိုက်နေပြီဆိုတော့တရင်ကြားတဲ့အခါကျတော့သူတို့ကပြန်ပြီးတော့ခရီးသည်တွေကပြန်ပြီးတော့တိုက်ခိုက်ကြတယ်ပြန်ပြီးတိုက်ခိုက်တာကိုသူတို့အပြန်လှန်တိုက်ခိုက်ရင်းနဲ့သူတို့လည်းဥတီတဲ့ဥတီချက်အင်ဖြူတော့ အာ capital ဘောနော် effect ကိုမရောက်တော့ဘဲနဲ့ Pennsylvania အာပြည်နယ်မှာသူတို့ဘလို့ခေါမလဲပြက်ကျသွားရတဲ့အနေအထားမျိုးဖြစ်ပါတယ်သူတို့ရွရွချွင်းချွင်းမဲ့ခရီးသည်တွေကအတိခံပြီးတော့မှပြန်ပြီးတိုက်ခိုက်ခဲ့ကြတဲ့အနေအထားမျိုးပေါ့နော်ဆိုတော့9/11တိုက်ခိုက်မှုကအမေရိကန်သမိုင်းမှာအကြီးမားဆုံးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးတော့မှလူပေါင်း2969ဦးစုစုပေါင်းသေဆုံးခဲ့ပါတယ် လီလေးစီးပေါ်ပါလာတဲ့ခရီးသည်265ဦးလည်းအားလုံးတည်ဆုံခဲ့ကြရပါတယ်။မြေပြင်ပေါ်မှာတည်ဆုံခဲ့တာကတော့အတိကကပအုံသွေးရေးစင်တာမှာ2606ဦးနဲ့ပင်တကွန်းစစ်ဌာနချုပ်မှာ125ဦးတည်ဆုံခဲ့ရတာပါ။ဒါတော့911မှာဟိုလီပြင်ပြန်ပြီးဆွဲတဲ့အထက်မှာပါဝင်ခဲ့ကြတဲ့အကြမ်းဖက် Al Qaeda ဆက်ကူဦးအကြောင်းကျွန်တော်တို့ဟိုအနေနဲ့ပြောပြသွားတာဖြစ်ပါတယ်။